ကလောမြို့နယ်၌ရွှေရင်အေးစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းတမဝိုင်မအသိန်းလီမိတက်မှစိုက်ပျိုးထားရှိသည့်မိုးစဘာစိုက်ခင်အားတာဝန်ရှိသူများကွင်းစင်ကြည့်ရှုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြနယ်တောင်ပိုင်းကလောမြို့နယ်ဝေယုံမင်ကျေးရွာအုပ်စုဝေယုံမင်ကျေးရွာတွင်ရွှေရင်အေးစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းတမဝိုင်မအသိန်းလီမိတက်မှစိုက်ပျိုးထားရှိသည့်မိုးစဘာစိုက်ခင်အားတာဝန်ရှိသူများကွင်းစင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။ ထို့သို့တွင်စင်းကြည့်ရှုစစ်ဆေးရာတွင်ရှမ်းပြည်နယ်တမဝိုင်းမဦးစည်းဌာနပြည်နယ်ဦးစည်းမှုဦးကျော်မိုးတင်နှင့်တာဝန်ရှိသူများသည်တမဝိုင်းမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်အောက်တိုဘာလ25ရက်နေ့မွန်းလွဲ2နာရီခွဲက မိုးစပါးစီမံကိန်းတက်တက်ရောင်စီမံကိန်းတီးနှံစိုက်ပျိုးဆောင်ရွက်လျက်ရှိသည့်ရွှေရည်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းတမဝိုင်းမအသင်းလီမိတက်မှအသင်းမစိုက်ကွင်းအမှတ်နှင့် အသင်းသား19ဦးတွင် ရွှေရင်ရေးစဘာမျိုးတရာဤကစိုက်ပျိုးထားရှိမှုအားကွင်းစင်းစစ်ဆေးခဲ့ပြီးအသေးမှလိုအပ်သောငွေကြေးအရင်းအနှီးတွင်အားစုများပြက်လက်မှုမရှိစေရေးအတွက်သက်ဆိုင်ရာမျိုးနယ်တမောက်ဝမအသင်းစုနှင့် ပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ပြီးပန်းနိုင်ထွက်နှုံပြည့်မီစေရေးနှင့်တမောက်ဝမကဏ္ဍမှစီမံကိန်းသေးနိုင်စိုက်ပျိုးထုတ်လုပ်မှု တမဝါယမကန္နာမှာစီမံကိန်းသေးနံစိုက်ပျိုးထုတ်လုပ်မှု ရောင်းဝယ်မှုကြိတ်ခွဲပြန့်ပြူမှုလုပ်ငန်းစဉ်များအောင်မြောင်ဆောင်ရွက်တော်ကြရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ